်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်မကွေးတိုင်းထဲမှာအခုရက်ပိုင်းမိုးတဲတဲမဲရွာသွန်းတာကြောင့်စောမျိုးနဲ့ကြောက်ထုမျိုးတွေကိုဆက်သွယ်ထားတဲ့ကတ္တရာလမ်းပိုင်းဟာစက်တင်ဘာလ25ရက်နေ့ညနေပိုင်းမှာမြေပြိုကျပျက်စီးသွားခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ စောနဲ့ကြောက်ထူကြကကတရကားလမ်းပေါ်မှာရှိတဲ့ဒေတာအခေါ်တန်ပေါင်တရားနဲ့လက်ကြီးအိုင်ရွာကြားမှာပေ150လောက်ပြိုကျပျက်စီးသွားခဲ့တာဖြစ်တယ်လို့စောမြို့နယ်ပါဖာတာဝန်ရှိသူကိုနိုဘယ်က TV ကိုပြောပါတယ်။မြေပြိုကျတာကြောင့်အဲဒီကတရလမ်းပိုင်းဟာပိန်ချောင်းဘက်ကိုပြိုကျသွားခဲ့ပြီးတစ်ပင်တွေလည်းလဲကျပိတ်ဆို့ခဲ့ကခီးသွားပြည်သူတွေအတွက်ခီးသွားလာရဲ့အခက်အခဲတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပျက်စီးသွားတဲ့လမ်းမိုင်းကိုစက်တင်ဘာလ26ရက်နေ့မနက်ပိုင်းမှာတော့ဒေသခံပြည်သူတွေဝိုင်းဝန်းပြင်ဆင်နေကြတယ်လို့လည်းဆိုပါရယ်လက်ရှိမှာတော့လမ်းမိုင်းကပြန်ပွင့်သွားပြီမဲ့ကားကြီးတွေကိုတော့ဖြတ်တန်းခွင့်မပေးသေးပဲကြံနေတဲ့ရှင်းလင်းရေးတွေနဲ့အေးရှိခန္ဓာရေးတွေအတွက်ဆက်လက်ဆောင်ရွက်နေကြကြောင်းဆိုင်ကယ်နဲ့ကားငယ်လေးတွေကိုလည်းအချိန်အကန့်အသတ်နဲ့ဖြတ်တန်းဖို့စီစဉ်နေကြတယ်လို့ဒေသခံတအုပ်က TV ကိုပြောပြပါရယ်ရှင်မင်္ဂလာပါ ဒီကနေ့စက်တင်ဘာ26ရက်နေ့ဟာဆရနာသိမ်းမှု1696ရက်မြောက်ဖြစ်ပါတယ်။ဒီဘက်မှာလည်းသတင်းအချင်းတွေကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ်။ပရမအုပ်ဆုံးကရင်သတင်းနဲ့စကြင်ပါတယ်။ဒီကရင်ပြည်နယ်ဘက်မှာတော့မြဝတီမြို့တောင်ဘက်မှာရှိတဲ့ဒီ၄ကီကော်မြို့သစ်နယ်ဆွဲတော်အမြောက်ကုန်းကိုပြန်လည်ကျင်လာကြောင်းစစ်ကောမရှင်နဲ့ပူးပေါင်းတပ်တွေကစက်တင်ဘာ27ရက်ညပိုင်းကစလို့ထိုးစစ်ဆင်နေပါတယ်။အာနာသိန်းစစ်တပ်ဟာတမ22 55 ပြီးတော့မြောက်ရီမျိုးဆောင်တပ်ဖြစ်တဲ့ခလာယ295နဲ့ကန်ယူတန်တိုင်းစစ်ဌာနချုပ်လာအုပ်ခံတပ်တွေကိုစုဖွဲ့ပြီးလက်ခတ်တောင်စစ်ကြောင်းဒီမြစ်တာလင်းမြိုင်စစ်ကြောင်းနဲ့ဒီမဲထော်သလေးစစ်ကြောင်းတွေကိုခွဲပြီးတော့တိုက်ခိုက်နေတာလို့ဒေသသတင်းသတင်းတွေမှာဖော်ပြပါဗါးဒါပေမဲ့စစ်တပ်ဟာပဟီးကလော်နဲ့ဒီထီးမဲ့ဝါခီကျွရဝင်းကျင်တွေမှာအထိနာခဲ့တယ်လို့ထိုးစစ်9ရက်ဝင်းကျင်ကြာတဲ့အထိထီးမဲ့ဝါခီရွာကိုမကျော်နိုင်သေးဘူးလို့ DVV ရဲ့သတင်းတောက်ကပြောပါရယ် ဒီကနေ့စတင်ပါ26ရက်မနက်ပိုင်းမှာတော့လက်နက်ကြီးအတန်ဒီအကြိမ်ကြီးကျဲလာပြီး KNL ဘက်ကတော့ခန်းစစ်ရှင်ပျောက်ကြားတင်လကဗျူဟာကိုကျင့်သုံးပြီးခုခံနေတယ်လို့ပြောထားပါတယ်။တိုက်ပွဲတွေကြောင်းအနီနာဝင်းကျင်ကကျေးရွာ15ရွာလောက်မှာနေထိုင်ကြတဲ့ဒေသခံ3000ဝန်းကျင်စစ်ဆောင်နေရပြီးအဲ့ဒဲကလူ1000ခွဲလောက်ကတော့စစ်ဆောင်စခန်းတွေမှာခိုးလုံနေကြကြောင်းသိရပါတယ်။ဒါအတူပါပဲဒီကြုံတိုးနဲ့ကော့ဂရိတ်လမ်းပိုင်းသားကကျေးရွာတွေကိုစစ်တပ်က DKBA ဗိုလ်ပြီးအဖွဲ့ရဲ့အကူအညီနဲ့နယ်မြေစုမိုးနိုင်ဖို့ကြိုးစားလာလို့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။စစ်ကောင်မရှင်ဘက်ကအင်အား400ဝန်းကျင်နဲ့စစ်ကြောင်းထိုးတဲ့အပြင်ကြုံတုံးမြို့ခမရ905956ဘက်ကနေလက်နက်ကြီးပစ်ကူပေးနေပြီးလက်နက်ကြီးကြီးကြရောက်ပောက်ခွဲတာကြောင့်ဒီကော့ဝါဘိုးနယ်ကော်ဒေးဆိုင်လူကြွားတွေကဒေသခံ9ရောက်ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်အခုတော့ရခိုင်ဘက်ကိုသွားရအောင်ပါ ဒီရခိုင်မှာတော့အရခတတော်အေအေကဝိုင်းဘတ်ပိတ်ဆို့ထားတဲ့ကြောက်ဖြူမြို့နယ်မှာစစ်ကောမရှင်ဘက်ကတံပြန်ထိုးစစ်ဆင်ခဲ့ပေမဲ့အကြအဆုံးများခဲ့တာကြောင့်တပ်ပြန်ဆုတ်ပြီးတိုက်ပွဲတွေညင်ခဲ့တာပါဒါပေမဲ့အခုလစက်တင်ဘာ22ရက်ဝင်းကျင်ကစလို့နှမ်းဖဲတောင်မင်းတပ်တောင်နဲ့ပြားတဲပြီးတော့တဖန်ကားရွာတွေဝင်းကျင်မှာထိတွေ့တိုက်ပွဲတွေပြန်ဖြစ်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်ပြီးခဲ့တဲ့လပိုင်းမှာအေအေကထိန်းချုပ်ခဲ့တဲ့မင်းတပ်တောင်ဝင်းကျင်ကို စစ်တပ်ဘက်ကအမှတ်32ရဲတပ်ရင်းဘက်ကနေမြေပြင်ထိုးစစ်ဆင်လာတာဖြစ်ပြီးလက်နက်ကြီးငယ်အတန်တွေကိုကြားနေရတယ်လို့ဒေသခံကစက်တင်ဘာ24ရက်မှာ DVV ကိုပြောပါတယ်။ကြောက်ပြုတ်မြို့နယ်မှာစစ်တပ်ကလေကြောင်းရေကြောင်းတွေပါတုံးပြီးတိုက်ရင်အားတွေဖြည့်ထားတာဖြစ်ပါတယ်။ဒါအတူပါပဲရခိုင်နဲ့ထိစပ်နေတဲ့အမင်ပူလန်တောင်ကုတ်ပဒေါင်းလမ်းတွေအပြင်ရိုးမားနဲ့နှိဆက်တဲ့အေယာရီတိုင်းတဲကတချို့နေရာတွေမှာလည်းထိတွေ့တိုက်ပွဲတွေဆက်ရှိနေပါတယ်။အခုတော့ကချင်ဘက်ကိုသွားရအောင်ပါ။ ကချင်ပြည်နယ်ဖားကမြို့နယ်ဘက်မှာလဲ KIA ကနယ်မြေ80ရာခိုင်နှုန်းလောက်ကိုစုမိုးနိုင်ခဲ့ပေမဲ့စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်တွေကြောင့်တချို့နေရာတွေကိုပြန်လည်လွတ်ခဲ့ရသလိုစစ်ဘေးရှောင်တွေလည်းတိုးလာနေပါတယ်။ဖားကမှာစစ်ကော်မရှင်ဘက်ကလက်နက်ကြီးပစ်ခတ်တာ drone နဲ့ဘုံကျဲတာနဲ့ပစ်ခတ်တပ်ဖြတ်တာတွေကြောင့်ဒေသခံတွေမကြာခဏထိခိုက်နေရပြီးအခုချိန်ထိဆိုရင်သေဆုံးသူ85ယောက်နဲ့ဒဏ်ရာရသူ250ကျော်လာပြီလို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ ဒါကြောင့်ပဲဖားကန်းမြို့ပေါ်မှာတင်းရှောင်ကြတဲ့ဒေသခံတွေဟာအခုရက်ပိုင်းမှာပဲအလံဖြူထောင်ပြီးမိုးညင်းမိုးကောင်းတဲ့မြေကြီးနားဘက်တွေကိုတင်းရှောင်ခဲ့ကြရပါတယ်။စစ်ကော်မရှင်တပ်တွေကတော့ပြီးခဲ့တဲ့ဇူလိုင်လဝင်းကျင်ကတပ်ဆွဲထားတဲ့ဒီဝင်းကျင်မှာရှိတဲ့စွတ်ဘွံမော်ဝမ်ကြီးမော်ဝမ်လီမော်မော်လျံဘက်တွေမှာဆက်ရှိနေပါတယ်။အခုတော့ဒီရှမ်းမြောက်ဘက်ကိုသွားရအောင်ပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ကြောင်မဲမြို့ကိုထိုးစစ်ဆင်နေတဲ့စစ်တပ်ဟာစနေဘာ24ရက်မှာဒီနားအိတ်ခံကျေးရွာဝင်းကျင်ကိုရောက်လာခဲ့ပါတယ်။ဒီကနေ့စနေဘာ26ရက်နေ့အထိကတော့ဒီကြောင်မဲမြို့နယ်ခွနမိုင်ဝင်းကျင်လောက်သာကွာဝေးတဲ့စခန်းသားရွာအထိကိုရောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကော်မရှင်တပ်ကကြောင်မဲမြို့မှာရုပ်ကော့ပွဲလုပ်ဖို့ရည်ရွယ်ချက်တွေရှိတာကြောင့်အကြအဆုံးများတဲ့ဂျာကနေပဲလေးချောင်းပြစ်ကူတွေပါဇက်တိုက်သုံးပြီးမယမကတိုက်ခိုက်နေတာလို့ဆိုပါတယ်။ တစ်ဖက်မှာလည်းနောင်ချိုထိုးစစ်အောင်မြင်ခဲ့တဲ့ဒူးပိုချိုကြီးနနိုင်ဦးကိုစစ်တပ်ကဖြုတ်ပြီးဒူးပိုချိုကြီးဇော်မင်းလက်ဆိုသူကိုအသစ်ခန်းလိုက်တာကြောင့်ကြောင်မဲထိုးစစ်ဟာအခုတက်ပို့ပြီးတော့ပြင်းထန်လာနိုင်တယ်လို့စစ်ရေးရင်းမြစ်တွေကခန့်မှန်းနေကြပါတယ်။အခုတင်ပြခဲ့တာတွေက DPP ကစူးစီးရရှိထားတဲ့လောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။ နောက်ဆက်တွဲသတင်းတွေကိုတော့ DVV ရဲ့ website Facebook နဲ့ YouTube channel တွေမှာအချိန်နဲ့တပြင်းညီဖော်ပြပေးနေပါတယ်ခင်ဗျာ2026ဖေဖော်ဝါကမ္ဘာဖလားပြိုင်ပွဲမှာမေပယ်၊ဇာယုန်နဲ့ clash စတဲ့လက်ကောင်၃ရုပ်ကိုအသုံးပြုမယ်လို့ဖေဖော်ဝါကစက်တင်ဘာလ25ရက်နေ့မှာကြေညာခဲ့ပါတယ်။မေပယ်ကကနေဒါ၊ဇာယုန်ကမက္ဆီကိုနဲ့ clash ကအမေရိကန်စတဲ့ကမ္ဘာဖလားပြိုင်ပွဲလက်ခံကျင်းပနိုင်မဲ့နိုင်ငံ၃နိုင်ငံကိုကိုးစားပြုပါတယ်။ ကနေဒါရဲ့ဦးချိုပြသမင်ကြီးကိုအနုပညာချစ်မြတ်လို့သူဂီတဝါသနာအိုးနဲ့ကိုသမားပုံစံခန္ဓာရည်ရှိတဲ့ပုံနဲ့ပွင့်လင်းတဲ့ပုံစံမျိုးရည်ရွယ်ချက်နဲ့ဖန်တီးထားတာကိုတွေ့မြင်ရမှာပါ ဇာယူကတော့မက္ကဆီကိုတောင်ပိုင်းတောထဲမှာရှိတဲ့ကျသရဲ့ပုံစံကိုယူထားတာဖြစ်ပြီးတိုက်စစ်မှုတအုပ်ဖြစ်ဖန်တီးထားပါတယ်။ကိုင်းထဲမှာကြောက်ရွံ့မှုကင်းတဲ့ပုံစံနဲ့ clash ကိုမြင်တွေ့ရမှာဖြစ်ပြီးအသင်းဘော်တွေကိုစိတ်တက်တက်ကြွစေပြီးအမြင့်ဆုံးထိရောက်ရှိအောင်စိန်ခေါ်မှုတွေကိုရင်ဆိုင်မယ်ဆိုတဲ့ပုံစံမျိုးဖန်တီးထားတယ်လို့ဆိုပါတယ်။ FIFA ဟာကမ္ဘာဖလားပြိုင်ပွဲတွေမှာလက်ကောင်အယုတ်အသုံးပြုမှုကို1966ကမ္ဘာဖလားပြိုင်ပွဲမှာစတင်အသုံးပြုခဲ့တာဖြစ်ပြီးအမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲမှာတော့1962ခုနှစ်က စတင်အသုံးပြုခဲ့တာကိုတွေ့ရပါတယ်။လက်ကောင်ရဲ့ဒီဇိုင်းကိုလည်းအင်ရှင်နိုင်ငံရဲ့သင်္ကေတဖြစ်တဲ့အပင်တရိษံရိုးရာဝတ်စားတွေကိုအသုံးပြုပြီးဖန်တီးလေးရှိပါတယ်ရှင်။ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ကခတ်တာပါကျေးဇူးတင်ပါတယ်ရှင်